ည်သူတွေကိုကူညီဖို့ရိုက်ကူးရေးတွေပါနားထားတဲ့အထိလှုပ်ဆောင်ပေးနေတဲ့ခန့်ကျော်ခန့်ကျော်ကတော့တဲ့ငယ်ပင်မင်းအများကျိုးတဲ့ဘိုးချင်းစိတ်ပြည့်ရှိသူတယောက်ဆိုတာမကြခင်မှာပရိသတ်တွေမြင်တွေ့ရမှာပါကလေးတယောက်ဆောင်တာမှာဘဝကလေးကပရိသတ်တွေရဲ့ချစ်ခင်မှုကိုတခင်းနေရထားတဲ့ခန့်ကျော်ကတော့အခုဆိုရင်လေပရိသတ်ချစ်မဲ့လေးစားမဲ့လောက်ရတစ်ခုကိုလောက်ကင်နေပြီလေဖြစ်ပါတယ် အနေထိုင်သွားလာပုံစံကိုကြည့်ဒါမကျိုးတဲ့ကောင်ချော်လေးတယောက်ပုံစံပေါက်နေပေမဲ့အတင်းစိတ်ကတော့အများမြင်တယ်လို့မဟုတ်ပါဘူးခန့်ကြောင်အောင်မြင်တဲ့နုပညာရှင်တယောက်ဖြစ်အောင်ကြိုးစားနေတယ်လို့လူလောကတွေကြိုးရှိစီမင်းလူတယောက်ဖြစ်အောင်နေထိုင်နေသူတယောက်လေးဖြစ်ပါရည်ခန့်ကြောင်နုပညာလောကမှာပြည့်တဲ့ချက်တဲ့နုပညာရှင်တယောက်အောင်မြင်တဲ့မင်းသားတလက်ဖြစ်အောင်ကြိုးစားနေတယ်လို့အပြင်မှာလည်းပြည်သူတွေကိုကြိုးပြုမိကောင်းမွန်တဲ့ပရိဒါသမားတယောက်ဖြစ်အောင်ကြိုးစားနေထိုင်သူတယောက်လေးဖြစ်ပါရည် န့်ကျော်အောင်ခက်ခဲနေသူတွေကိုကူညီပေးနေတဲ့ပရိဒသမားတယောက်ပါသူကစေတနာလူမှုကူညီအသင်းရဲ့အသင်းသားတယောက်အနေနဲ့လူအများကိုတက်နိုင်တဲ့ဘက်ကနေချိုးပြနေကြတာလည်းဖြစ်ပါရင်ကိုယ်တိုင်ကပြည့်စုံတဲ့သူတရားမဟုတ်တာမလို့စာဝတ်နေရဲ့အတွက်ရုန်းကန်နေရတာရီအောင်မြင်အောင်စူးစမ်းနေရတဲ့အပိုင်းတွေရှိပေမဲ့မဟာလက်တဲ့ခြေနေကိုဖဲ့ပြီးတော့ပြည်သူတွေကိုနိုင်တဲ့လောက်ကူညီပေးမနေကြတာလည်းဖြစ်ပါရင် ခန့်ကျော်ကတော့အခုချိန်မှာအောင်မြင်ဖို့တဲ့ဒုက္ခရောက်နေတဲ့ပြည်သူတွေကအရေးကြီးတယ်ဆိုပြီးတော့လူမှုကွန်ရက်အသင်းအောက်ကနေလိုအပ်ကြတွေလုပ်ကင်ပေးနေရလဲဖြစ်ပါတယ်။ခန့်ကျော်ကမြေပြင်ဆင်းပြီးတော့လူတွေကိုကယ်ဆယ်ပေးတဲ့နေရာမှာတာဝန်မြုံထားပေမဲ့အသက်ရှင်ရနေစဆရရခက်ခဲနေတဲ့ပြည်သူတွေကိုတနေ့တလောက်ကွန်ရက်ဖေးမနိုင်အောင်စူးစမ်းနေရလဲဖြစ်ပါတယ်။ မင်းသားချော်လေးခန့်ကျော်ကတော့ငလိတန်းခန်းစားပြီးတော့ဆဆရရခက်ခဲနေတဲ့ပြည်သူတွေကိုလှူဒန်းပေးနိုင်ဖို့ကြိုးစားနေရပါသူကရန်ကုန်မှာထိုင်ချပြီးတော့ပြည်သူတွေအတွက်အလူငွေတွေကောက်ခံပေးတဲ့အပိုင်းကိုတာဝန်ယူထားရလေးဖြစ်ပါတယ်။နိုင်ဘော်ကပြည်သက်တဲ့အသည့်တွေစီကနေလည်းအလူငွေတွေကောက်ခံနေသလိုအပြင်ကပြည်သူတွေကတတတအားပါဝင်နိုင်အောင်လို့အလူငွေတွေကောက်ခံနေရလေးဖြစ်ပါတယ်။ရန်ကုန်မှာအလူငွေကောက်ခံလိုက် ငွေနဲ့ရတာနဲ့မြေပြင်ကိုကိုယ်တိုင်သွားပြီးတော့ကုညီလူတန်းပေးနေရလဲဖြစ်ပါတယ်။ခန့်ကျော်ကတော့အခုဆိုရင်တော့ဒုတိယအကြိမ်မြောက်လူတန်းပေးတော့မှလဲဖြစ်ပါတယ်။ပထမတစ်ခေါက်မှလေတကယ်လိုအပ်နေတဲ့ပြည်သူတွေစီကိုကိုယ်တိုင်သွားပြီးတော့လူတန်းပေးခဲ့တယ်လို့ဒုတိယတစ်ခေါက်မှလေလိုအပ်တဲ့ပစ္စည်းပြည့်စုံတဲ့လူတန်းမှုတွေစတင်တော့မှလဲဖြစ်ပါတယ်။ခန့်ကျော်က9ရက်သားသမီးရဲ့လူတန်းငွေ390ကျော်ရရှိထားပြီးမှဒုတိယအကြိမ်လူတန်းမှုကိုစတင်တော့မှပါ။သူကောက်ခံထားတဲ့ငွေကြေးကအများမများပါပဲ။လိုအပ်သူတွေအတွက်ကတော့ကောက်ရိုးတမြင်ပဲမလို့သူအနေနဲ့ပီတိဖြစ်ရတာလည်းဖြစ်ပါတယ်။ ထန်ကျော်ကတော့ဒုတိယကြိမ်ခီးစဉ်ကိုဂန်လီတန်စိုးဝါခဲ့တဲ့ဇဂိုင်းနဲ့မန်လီဘက်ကိုတွားရလူတန်းပေးမှလည်းဖြစ်ပါရည်။ခန့်ကျော်ကတော့ချမ်းသာတဲ့နုပညာရှင်တယောက်မဟုတ်တာမလို့ငွေကြေးများကြီးမလို့နိုင်ပေမယ့်ပြည်သူတွေကိုစေတနာရှိတယ်ဆိုတာသူ့ရဲ့ကာသက်သေပြန်ပါပါ။ခန့်ကျော်ကတော့ခက်ခဲသူတွေကိုကုညီနိုင်အောင်အနုပညာလုပ်တွေကိုနှစ်နာလောက်ရှင်းနာမှလည်းဖြစ်ပါရည်။ အနုပညာလောကမှာနေရာရခါစားဖြစ်ပေမယ့်ခန့်ကျော်ကတော့အောင်မြင်မှုနဲ့ပြည်သူတွေကိုမလဲနိုင်တော့မလို့အခုလိုဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။ခန့်ကျော်ကခုဆိုရင်တော့နုပညာလုပ်တွေကိုလုံးဝရှင်းလာပြီးပြည်သူတွေကိုကူညီပေးနိုင်ဖို့စိတ်နှစ်ပြီးတော့ကြိုးစားနေပြီလည်းဖြစ်ပါတယ်။အသက်ငယ်ပေမယ့်စိတ်ထားဖြူစင်နေသူ့ရဲ့လုပ်ရက်ကတော့ချီချူးစရာလုပ်ရက်တစ်ခုလို့ဆိုရမှာသိကြပါပဲနော်။ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားစရာအကြောင်းအရာများပြင်နောက်ထပ်လည်းဥပညာရှင်တွေရဲ့စိတ်ဝင်စားစရာသတင်းတွေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလီကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်ရှင်